အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်နိုဝင်ဘာလ26ရက်စီရင်လင်းကောင်းတော့30ချက်ပြောင်းဟူဖာကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube content video လေးကိုလည်းလက်မလေးတွေထောင်းပြီးတော့ comment လေးတွေရေးပေးကြဖို့မြစ်တာရက်ခံပါရစေလက်ရှိကမ္ဘာနိုင်ငံရေးစက်ခုံနဲ့ကျွန်တော်ရဲ့မြေဥဒေါ်လာရဲ့အခြေအနေကတော့အတန်မျိုးစုံခရယမျိုးစုံရိုက်ခတ်နေပါ ခြေပိုင်းမှာပြောခဲ့သလိုပါပဲကျွန်တော်တို့ဓမ္မဘက်တော်သားတွေကိုကူညီမဲ့အင်အားကြီးနိုင်ငံရှာမတွေ့သေးပါဘူးသာဓမ္မဘက်တော်သားတွေဖြစ်တဲ့စစ်ကောင်စီတို့တော့လူမိုက်အားပေးကူညီမဲ့ကမ္ဘာနိုင်ငံအသီးသီးကလူမိုက်တွေရှိနေတာကိုတွေ့ရပါတယ်အဲ့တော့ကမ္ဘာကြီးကလည်းလူမိုက်တွေကညနေတယ်လို့တောင်းဆိုရမှာဖြစ်ပါတယ်ဒီကြားထဲမှာမြန်မာစစ်တပ်ကိုအားပေးတဲ့ဗီလာရုနိုင်ငံအသံမတားလဲလာဖို့ရှိနေတယ်လို့သိရပါတယ်အခု နားလေတက်ကြွသူတွေပေါ့နော်ကျွန်တော်ကတော့ကမ္ဘာနိုင်ငံကြီးနားမလည်ပါဘူးနားလေတက်ကြွနေသူတွေကတော့ဒီကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဦးဆောင်တဲ့အစိုးရကနေပြီးတော့ CBS ကိုရဆိုင်းလိုက်တာကိစ္စမရှိပေမဲ့သူရဲ့ဖော်ပြချက်မှာကတခြားပေါ့နော်အချက်သုံးချက်ကအန္တရာယ်များနေတယ်လို့လည်းဆိုကြပါတယ်ကဲကျွန်တော်တို့ကတော့ကုမဲ့လူညီမဲ့လူမရှိရင်လည်းကျွန်တော်တို့တွေဆက်ပြီးတော့ရုံးရမှာပဲဖြစ်ပါတယ် ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဖောင်ဖြက်ပြီးတော့တိုက်ပွဲဝင်နေကြသူများဖြစ်ပါတယ်။ကျွန်တော်တို့ဒီလမ်းအားရှောက်ပြီးသားပါ။အဆုံးအထိရှောက်မှာကိုရမှာပါ။ပြန်လှည့်လို့လည်းမရပါဘူး။လမ်းခွလမ်းမှာရပ်နေလို့လည်းမရပါဘူး။မြေကြီးအခက်ခဲတွေပဲကျုံနေပါသေးကျွန်တော်တို့ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။အဓိကကျွန်တော်တို့မှာတခုတည်းသောလိုအပ်ချက်ပဲရှိပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့စူးစီးမှုပါ။စူးစီးမှုပဲ။တဘာဝတရားအရာကိုကျွန်တော်တို့ဇဘနဲ့အာရမမှာ ဓမ္မအာသာနိုင်ရမည်ဖြစ်ပါတယ်။သို့သောအချိန်ပါလို့ကြာတာလေ။ကျွန်တော်တို့စူးစီးမှု အားနေနေသေးတယ်လို့ပဲပြောရမှာဖြစ်ပါတယ်။ဇေယျခင်ကြီးဒီကိုင်းတိုင်းမှာတော့ရက်ဆက်နဲ့နေခြင်းအောင်မဲတွေကြီးကြားလာနေရပြီဖြစ်ပါတယ်။ဇာယချိုးကြတာပါလေစစ်ကောင်စီရဲ့မြေပြင်ဝင်ရေးအကြမ်းဖက်မှုတွေကလည်းနေ့စဉ်နဲ့ရက်ဆက်ကျူးလွန်ခံနေရတာလည်းရှိနေပါတယ်။လက်ထက်ကိုင်ဒေါ်လာရင်းဖွဲ့တွေသာမရှိခဲ့ရင်ယခုတည်းအစာပေါင်းများစွာခံကြရမှာဖြစ်ပါတယ်။ တနင်္ဂနွေတိုင်းကလည်းခြုံကြည့်မယ်ဆိုရင်လူသစ်အာရမအစူဆုံးခံရတဲ့နေရာတွေဟာတော်လိုင်းရေးအဖွဲ့တွေမရှိတဲ့နေရာတွေဖြစ်ပါတယ်။ရှိခဲ့ရင်လည်းအာမကောင်းတဲ့နေပြည်တော်ဆိုတာကိုသွားပြီးတော့တွေ့ရပါမယ်။ဒီတိုင်းပါပဲကြေးရတွေကိုဝင်ပြီးမီးရှို့ရဲလူတက်တယ်မရင်းကျင်ခံရတယ်ဒီနေပြည်ကိုကြည့်လိုက်ရင်လည်းအထက်ပါနေတိုင်းဖြစ်နေပါတယ်။သို့တော့အကြမ်းဖက်စကြောင်းတွေမလာခင်တော့ရွာမှာဆရာကြီးပဲစကြောင်းတွေဝင်လာရင်တော့တနက်ကြီးကင်ပြီးရှေ့တုန်းကပြေး စစ်တပ်လည်းပြန်တော့ဒီကောင်တွေအင်အားများလို့ပေါ့ကွာဆိုတာမျိုးကလည်းအများကြီးရှိလာနေတာကိုတွေ့ရပါတယ်တော်လာရေးရေရှည်အားကောင်းနေဖို့ကနေပြည်တော်လူတို့ရဲ့သဘောတရားကပဲအဓိကကြတာဖြစ်ပါတယ်။ဆိုတော့နေပြည်တော်နေဒီတော်လာရေးဘက်တွေမမမမရပေးနေလို့ငါတို့ဟာဒီလောက်သာခံရရင်ဖြစ်ပါလားဆိုတဲ့ခံယူချက်ခံရဲနေဖို့ကတော့အရေးကြီးလာပါတယ်။ ညတော်မောင်ရနိပညာတက်ကလူမှာတက်ဆွဲထားတဲ့အကျန်းဖက်တိုက်ရဲ့ခေစကန်ဟိုဒေသခံတော်လိုင်းအဖွဲ့တွေကလျှော့ရပြက်တိုက်ခိုက်နိုင်ခဲ့တာကိုလည်းတွေ့ရပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်အကျန်းဖက်တက်ဖွဲ့ဝင်၄ဦးမဆီကြိုက်ပြီး9ယောက်ထိခိုက်မှုရှိတယ်လို့ဆိုပါတယ်။မြေပြင်ထိခိုက်သေးသောမှုတွေရှိပေမဲ့ခဲရနေသားရအကျန်းဖက်တက်ရဲ့လက်နက်ပစ္စည်းတွေကိုတော့ကောက်ယူနိုင်ခြင်းမရှိခဲ့ပေမဲ့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တာကိုတွေ့ရပါတယ်။ဘုံရတော်လိုင်းအဖွဲ့ဝင်တွေဟာလုံးဝသွေးမေးတာကိုလည်းကြားတာခဲ့ခြင်းဖြစ်ပါတ လွန်ခဲ့တဲ့2023ခုနှစ်အတွင်းကလည်းအဆိုပါတက္ကသိုလ်ကျောင်းမှာအကြမ်းဖက်တပ်သားတွေစစ်ဆွဲလာတဲ့အတွက်၃ချိန်ကျန်မတဲတိုက်ခိုက်နိုင်ထားခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။မော်လခရိုင်တွင်အော်ဟုတ်လားကနေနိုဝင်ဘာလ24ရက်နေ့ကြီးပြုလုပ်ခဲ့တဲ့တိုင်းငယ်စစ်စင်အေးဟာရဲအကန့်အသတ်မရှိခိတ္တမြရန်နာထားလိုက်ပြီးဖြစ်ပါတယ်။ဒါကြောင့်လည်းဆိုတော့နေပြည်တော်လူလူတွေစပားရိတ်သိမ်းနေဖြစ်နေတဲ့အပြင်အကြမ်းဖက်တပ်ရဲ့စစ်ကြောင်းတွေအလုံးအင်းနဲ့ဝင်ရောက်လာခြင်းကြောင့်စစ်ဘေးတိမ်းရှောင်နေရတာတွေကို ငဲ့ညာထောက်ရှုပ်ပြီးရန်နာလိုက်ရခြင်းလို့ဆိုပါတယ်စစ်စေးကာလဂျပန်90ကာလအတွင်းမှာနေမီကန်တိတုစစ်စခန်း၈ခုတိမ့်ပိုက်ထိမ့်ရုံနိုင်ခဲ့တယ်လို့လက်နက်ခဲရအမြောင်များသိမ်းဆဲနိုင်ခဲ့ပြီးအကြမ်းဖက်တပ်ဖွဲ့ဝင်100ထက်မက်ဆီကိုက်ခဲ့သည့်အထိအောင်မြင်ခဲ့တဲ့စစ်စေးတရားဖြစ်တာကိုတွေ့ရပါတယ် လက်ရှိချိန်မှာတော့တပတ်တရဲ့စစ်ကြောင်းတွေဟာကလေးမျိုးကနေချင်းနှင်းမြေအတိုင်းအရှိဘက်နဲ့အနောက်ဘက်ကနေခမ်းပတ်မျိုးတို့ဥတီရွေးရှားလာနေတာကိုတွေ့ရပါတယ်။ဟ ோம் လင်းမျိုးနဲ့ရွှေပြည်မျိုးတွေကိုလည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတိုက်လေရင်နဲ့ဘုံဒီလေးလုံးပစ်ချပြီးတော့တိုက်ခိုက်မှုပြုလုပ်ခဲ့တာရှိပါတယ်။တရရဲ့ရဲ့ဝဲလက်မြောင်ချံကျေးဒီကုန်းမှာခံလိုက်ရတာကတော့အမှတ်33ခြေလင်းတပ်မဌာနချုပ်ရဲ့ဖားကံမြန်ရွှေဘိုခြေဆိုင်အမှတ်40ခြေလင်းတိုင်းဖြစ်ပါတယ်။ ၎င်းတဲ့ဟာဖားကန်ကိုစစ်စင်အင်အားတရားဝင်ကျင်နဲ့ထွက်ခဲ့တာဖြစ်သလိုပြန်ဝင်လာတော့လည်းအင်အားများများစားစားပြုံးတိမှုမရှိတာကိုတွေ့ရှိခဲ့ရပါတယ်။ကျွန်တော်နေ့ဖြစ်စဉ်မှာတော့စိုင်းနိုင်ခွေစခန်းကနေအင်အား80ဝင်ကျင်ရှိတဲ့စစ်ကြောင်းဟာအခြေဘက်သို့ဥတီရွှေရှားလာခဲ့ခြင်းမှာဒေသခံကာဝေးတပ်တွေရဲ့ရုပ်ချီးတိုက်စစ်ဆင်မှုကိုခံလိုက်ရတဲ့အတွက်အကြမ်းဖက်စစ်ကြောင်းဟာ ခြေကုပ်စကားတွင်တို့ဒါရယအပါဝင်20ဝန်းကျင်လောက်သာပြန်လည်ဝင်ရောက်လာနိုင်တာကိုတွေ့ရတဲ့အတွက်50ဒီပါအထီးကရှိနိုင်တယ်လို့တွက်ဆပါမယ်။ပြီးခဲ့တဲ့အော်တိုဘာလအနောက်ပိုင်းရက်ကစားလို့အကြဖက်တိုက်ရဲ့စစ်ကြောင်းတွေဟာခြေပုံမြို့နယ်တောင်ချမ်းကနေစပြီးရွာစင်လိုက်မိရှုပ်ကဝက်လက်မြို့နယ်အတွင်းကိုလည်းဝင်ရောက်လာခဲ့ပါသေးတယ်။၎င်းစစ်ကြောင်းတို့ဝင်ရောက်စဉ်ခြေပုံမြို့နယ်ဘုံဘွယ်ကျေးရွာကတော်လိုင်းခြေကုပ်စကားတစ်ခုရဲ့ကာကင်းငယ်ကိုစီးနေတက်ခဲ့ခံခဲ့ရပြီး တပ်ဖွဲ့ဝင်9ဦးတပ်ဖြတ်ခံခဲ့ရပါတယ်။ကာကင်းငယ်ကိုလည်းဖြက်စီးခံခဲ့ရပြီးတော့အမေတုံးမောင်းမြောင်တိုင်းပဲတလက်လက်လုံတနတ်သုံးနဲ့အဆုံးရှုံးခဲ့ရတဲ့ဖြစ်စဉ်တွေရှိထားခဲ့ပါသေးတယ်။မိခင်နဲ့ကလေးဝဆရာကြားနေမျိုးကိုဂျမန်နေ့မနေ့9နိုင်ကျော်မှာတော့ A5 မျိုးသားဘုံကျဲလေရင်စည်းနဲ့ဘုံချတိုက်ခိုက်မှုပြုလုပ်သွားခဲ့တာရှိပါတယ်။အနောက်မြောက်ပိုင်းစစ်တပ်နာရုပ်ကစစ်တိုင်းမှုရဲ့နာမဟာရဲ့ ပြည်သူ့စစ်ဌာနတွေနဲ့ဆက်ဆက်ပြီးတော့လုပ်ငန်းတွေလုပ်ကင်တဲ့လုပ်ငန်းတွေဟာစက်တိုက်စိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်ခံရဖို့ရှိပါတယ်ကျွန်တော်ရှေးပိုင်းရမှာလဲသတိပေးခဲ့ပြီးဖြစ်ပါတယ်အခုစစ်တိုင်းမှုရဲ့ထပ်ဆိုချက်တွေအရထပ်ဆိုချက်တွေအရမြေပုံညွန့်အတိအကျနဲ့တိတိကျကျလိုက်လံပြီးတော့စိုက်ခိုက်နေခြင်းဖြစ်ပါတယ်ကဲအနောက်မြောက်ပိုင်းစစ်တပ်အားလုံးစစ်တိုင်းမှုနဲ့ အမှတ်33ခြေလင်းတမဖာနာချုပ်ရဲ့ဒုတမမှုလို့ကတော့လက်ထိတ်တန်းတာနဲ့ဒီပြော်တိုင်းစစ်တော်နာချုပ်ကိုနှောင်ဖုံဟာစံပြုံးကြောင့်ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။တမ33ဒုတမမှုကတော့တီယာကစ်တစ်ခုပါ။သူကတော့ outside လုံးဝလက်မခံဘူးလို့သိရပါတယ်။ဒါပေမဲ့တခါလေကြာလေသူကလက်မခံတာမင်းတို့အမစီတွားပစ်လိုက်ဆိုတာမျိုးကတော့ရှိပါတယ်။လက်ရှိစစ်ကြောချက်အရတော့ဒုတမမှုကတီယာကစ်တစ်ခုဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ အမှတ်33ချင်းလင်းတမဌာနချုပ်ဒုတိယတမမှုဟာပုံစံဦးတူရင်ညောင်မြင့်ပေါ်သွားခြင်းဖြစ်ပါတယ်။ဘိုင်ဝမ်၊ကဲဝမ်ကစားမဲ့ပေါ်သွားရခြင်းပဲဖြစ်ပါတယ်။မဝေတိုင်းဆလင်းညွန့်နဲ့တယောက်လင်ကျေးရဖို့တော့မိဒီလာလေရတဲ့တိုက်လေရင်သတိကနေချောင်းတိုက်ခိုက်မှုပြုလုပ်ထားတာရှိခဲ့ပြီးအထီးကြီးကတော့မသိချင်ရသေးပါဘူး။ချောင်းမျိုးနဲ့နိုင်ငံရေးကျင်းသာကဲထုံးနိုင်ငံရဲ့ဖြစ်စဉ်မှာတော့ကိုလာရွှေတို့အကြီးကျယ်ခရဲရိုက်ခိုက်နေပြီးတပ်ဖွဲ့အတွင်တွင်စစ်ဆေးဖမ်းဆီးမှုတွေလည်းရှိနေတာကိုတွေ့ရပါတယ်။ လူမဖမ်းတယ်လို့တော့မပြောပါဘူးဒီကတော့တကယ်အမှန်ကန်နေဖမ်းမိသွားတယ်လို့ပဲထားလိုက်ပါတော့နော်အဆက်မင်းလာမျိုးနဲ့မင်းရဲ့ကြီးကြီးကမှဒေါ်လာရေးတက်ဖို့တချို့လာရောက်အခြေပြုလေးရှိတယ်ဆိုပြီးစစ်လော်ဘီတွေနှတ်ကြောင်းပေးနေတာကိုတွေ့ရပါတယ်ခရူးဆိုင်ကြပါကကြင်နီရဲ့ဗမာမျိုးမှာတော့စီးရေးချင်းတွေထူးခြားမှုရှိနေတာကိုတွေ့ရပါတယ်ထူးခြားမှုမရှိတာဘာလို့ပြောတာလဲဆိုတော့ပြောပြပါဦးဆိုတဲ့လူတွေရှိလို့ပြောပြရခြင်းပဲဖြစ်ပါတယ်ပြောရမယ်ဆိုရင်အမတ်စစ်လက်ရှိရှင်လင်တက်မှထားတာကြောင့်တက်မှမှုအစ်စ် ရောက်လာပြီးနောက်ပိုင်းမှာအကျော်လော်တွေခက်စိတ်စိတ်တွေ့လာပါအဲ့ဒီမဲကြီးဟာအမှန်27ကာဝေးစစ်စစ်ကိုကဲမှုဌာနချုပ်မှာလဲနိဒီဝါမှုလုတ်ခဲ့ဘူးလားဆိုတော့ဗမော်မြေဘူးတော့အရင်စိတ်မနေဘူးလို့ပဲဆိုရမှာဖြစ်ပါတယ်သူ့ရဲ့အကွက်တွေကကျွန်တော်ပြောခဲ့ပါတယ်နောင်ချိုကြောင်မဲမှာလက်စွမ်းပြလာခဲ့တဲ့ကြာသံကျော်ခေါက်ဆဲကျော်တွေစပြီးတော့ကြော်ပြီးတော့ဒီမှာလဲဘဘမှာလဲရမလားကွာဆိုတဲ့ပုံစံမျိုးလုတ်ပြနေတာဖြစ်ပါတယ်အဲလုတ်ကြည့်နေတာဘောနော်လုတ်ပြအောင်လုတ်ကြည့်နေတာဖြစ်ပါသို့သော် တရားမဝင်ရွေးကောက်ပွဲမလုပ်နိုင်ဘူးဆိုတဲ့စည်ရင်းကနေခြံလက်ထားခဲ့ပြီမယ်ဗမော်မြို့မှာရွေးကောက်ပွဲတကယ်လို့လုပ်ခဲ့မယ်ဆိုရင်လည်းပြည်သူကမရှိပါဘူးအဲကြုံနေမဲ့ပြေးကြမယ်သူစစ်သားမသာလောင်းနေနဲ့ပဲအရှက်ကင်းမဲ့သွားရွေးကောက်ပွဲလုပ်နိုင်ခဲ့ပြီရွေးကောက်ပွဲလုပ်နိုင်ခဲ့ပြီဆိုပြီးတော့သူစစ်သားတွေနဲ့ပဲရိုက်ကူးရေးလုပ်ပြီးတော့ကြွေးကြော်ကြလိမ့်ဦးမယ်လို့ပဲယူဆရပါတယ်မန္တလေးတိုင်းကနေထွက်လာခဲ့တဲ့အစည်းအဝေး18စီးတရင်ဆက်ကတော့ယာယီပြောင်းဆုံးနေပါသေးတယ် ဇွန်ဘာလ23ရက်နေ့နေ့လယ်ပိုင်းမှာမိဒီလာတက်နယ်အတွင်းကနေထွက်ခွာသွားခဲ့ပြီမဲ6မြို့နယ်ရေနံချောင်းမြို့နယ်တွေဘက်ကိုဝင်ရောက်သွားခြင်းမရှိသေးဘူးဖြစ်ပါအဆိုပါစစ်ရင်ဟာအမှတ်33ချင်းလင်တပ်မဌာနချုပ်ရဲ့လက်အောက်ခံတပ်တွေဖြစ်ပြီးတော့တပ်မမူဘူးစီနေပြည်တော်နှစ်ခုနဲ့လက်အောက်ခံတိုင်ရင်6ရင်းဖြစ်နိုင်တယ်လို့ခံမှန်းရပါတယ်ရေနံချောင်းမကွေးဘက်ကိုမရောက်ဘူးဆိုတော့ကျွန်တော်တို့ရှမ်းပြည်ရဲ့ပဲဝင်သွားသလားဒုတိမဟုတ်ညောင်ဦးဘက်ချမ်းဦးပဲတောင်သာနယ်တွေကနေဖြတ်သွားသလားအာဒါ တစ်ချက်သိရတဲ့သူတွေရှိရင်လည်းပြောပြကြဖို့လိုပါတယ်။ဒါပြောပြကြဖို့တောင်းဆိုပြရစေမြေတားရခမ်းပါလေ။မရီယာမျိုးနဲ့တစ်ခုလုံးနီးနီးကိုတော့ဂျက်ဗက်တာဖိတ်ချုပ်ထားပြီးဖြစ်ပေမဲ့အရင်တော့ကလို့မှတ်တမ်းတိုက်ပုံရိုက်ကူးရေးတွေနဲ့ဝေဝေဆာဆာလုပ်ငန်းစဉ်တွေရှိမနေတော့ပါဘူး။ကျောက်ပြူမှာကိုချေတို့ရဲ့ကစ်ချက်ကိုအခုချိန်အထိကြောက်လန့်နေသေးဖြစ်ပါလိမ့်မယ်။တပိတ်ချင်းနဲ့စင်ကူးမြို့နယ်တွေမှာတော့ဂျမန်တွေကစားလို့ဒေသခံကာဝေးတပ်တွေကတပ်တင့်နေတာပြင်ဆင်ထားကြပြီလို့ဒေသခံတွေကဆိုပါတယ် ဂျမန်နေ့ညနေပိုင်းမှာတော့ရှင်ကူတပိတ်ချင်းအဖွဲ့ကြီးစတင်ပြီးတော့ရှစ်ဘေးရှောင်းတာတွေရုပ်ရုပ်တဲတဲအုပ်တဲတဲဖြစ်နေကြပြီလို့သိရှိရပါတယ်။ရှောင်းဖို့လဲသိပြီလို့ပဲပြောရတော့မှာပြောရမယ်ဆိုရင်တော့ရှောင်းကိုရှောင်းသိပြီလို့ပဲပြောရမှာဖြစ်ပါတယ်။မရယာမျိုးအဆုံဆုံးဖြစ်တဲ့ပတ်လည်အင်းထိအကြမ်းဖက်တပ်တွေဟာခြေကုပ်ယူထားလာနိုင်တာကိုတွေ့ရပါတယ်။ဒါကြောင့်ရှေ့ကိုသာဆက်တက်လာခဲ့မယ်ဆိုပါရင်ပါကျုပ်စီရတော်ကြီးလှူဒါန်းထားတဲ့ဆေးရုံရှိတဲ့ ရကန်းဆိုင်တောင်ဆိုတာကြားဥပါလိမ့်မယ်အဲ့ရကန်းစင်တောင်ကိုရောက်ပါလိမ့်ရကန်းစင်တောင်ကိုကြော်ပြီဆိုရင်တော့ကျွန်တော်တို့ချွေပြည်ကနေရောက်လျှောက်ချင်းကုန်းနယ်မြေအတွင်းသို့ဝင်ရောက်လာနိုင်တော့မယ့်အနေအထားကိုတွေ့နေရပါတယ်ကာကွယ်ရေးတပ်တွေနဲ့အပြည့်ထံသာခုခံမယ်ဆိုရင်တော့အပြည့်ထံထိတွေ့တိုက်ပွဲတွေဖြစ်လာတော့မှာပါပြီးတော့ကျွန်တော်တို့ဒီဘိုးတော်တောင်ဝိဆိုတာရှိပါတယ်အဲ့ဘိုးတော်တောင်ဝိအထိလဲရေချောင်းကနေစစ်တပ်ရဲ့အရင်သူရဲ့စခန်းဟောင်းနေရာကိုအင်အားထပ်မှဖြစ်တင်းမှုတွေပြုလုပ်လာတာကိုလည်း ရှိနေပါတယ်တက်လက်ရင်းနဲ့ဘိုးတော်တောင်ွေကြားရှမ်းမင်းသမီးဆိုတဲ့နေရာမှာလဲအင်အားစီစစ်စစ်ကြောင်းတစ်ခုရောက်ရှိနေတာလဲတွေ့ရပါတယ်ဒါကြောင့်တော်တော်ကြီးကိုပဲကျွန်တော်တို့အင်အားတောက်လျှောက်ရေလမ်းကနေပို့ပြီးကမှဆင်းကူးမြို့လဲကိုတစ်ဆင့်ချင်းတစ်ဆင့်ဘောင်းပိုင်ဘောင်းခြေကုပ်ယူပြီးတော့ဝင်ရောက်တက်ခိုက်မဲ့အနေအထားမျိုးမြင်နေရပါတယ်တွင်ရဲ့ဖြေသားရဲ့အမှတ်ဆက်တုံးတက်လို့တိုင်းမြင့်လေးကြီးအကြောင်းကိုတော့နန်းတွင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ကနေ ကျက်လာတဲ့ရဟရင်တစည်းနဲ့အင်အားဖြည့်တင်းမှုတွေပြုလုပ်ခဲ့တာ ရှိပြီးတော့အပြာမှာတော့ပက်လက်လိုက်ရတဲ့ငနာဆယ်ဝေပြန်တင်သွားခဲ့ရတာရှိပါတယ်ပက်လက်လိုက်ရတယ်ဆိုတော့ဒဏ်ရထားတဲ့အဖွဲ့တွေဖြစ်ပါလိမ့်မယ်တချို့ကလည်းတခါကြရင်ဒဏ်ရမရဘူးဒဏ်ရတော့မရဘူးပေါ့နော်ဒါပေမဲ့လူကြီးရောကတွေးတူတာတို့နှလုံးသွေးကြောကျင်းတာတို့အဲဒါမျိုးလေးတွေနဲ့ရှောင်တာတိမ့်တတ်တာလေရှိပါတယ်အဲ့တော့ဒီလိုမျိုးတွေရှောင်တာတိမ့်လာပြီးများလာပြီး Academy Shot တွေများလာပြီးဆိုရင်တော့ညာတော်အပြင်ခံမရရင် အတိုက်ပွဲကြီးကြီးမားမားတွေဖြစ်လာနိုင်ဖို့ရှိတယ်လို့မှန်းဆရပါတယ်။မိုးကုံမြို့ကတော့အကြမ်းဖက်တိုက်ရင်900ခန်းဟာဝင်ရောက်ဖို့အပြင်းစုဖွဲ့နေပြီမဲ့ဘာလို့လို့ဘာကံရမှန်းတိလေးပုံတော့မရပါဘူး။မိုးကုံမြို့ရဲ့ခန်းစစ်ပြင်းစင်မှုအခြေအနေအားလဲအမျိုးမျိုးဖုံဖုံရှားနေရသေးတာဖြစ်ပါတယ်။မြို့ထဲမှာလဲဒေသခံပြည်သူတွေဟာလေးပုံတစ်ပုံသာကြံရှိနေတော့တယ်လို့လဲဆိုကြပါတယ်။ ဂျမန်လေးကစားတော့မိုးပုံမျိုးအဝေးထွက်လမ်းကြောင်းတွေစတင်ပိတ်ဆို့မယ်လို့ကြားသိနေရတာလည်းရှိပေမဲ့ဗေးလမ်းပိုင်းကိုပိတ်လဲဆိုတာကတော့မသိရှိရသေးဘူးဖြစ်ပါတယ်မိုးပုံမျိုးတွေကိုအကြမ်းဖက်တဲ့စစ်ကြောင်းတွေဟာယခုလ28ရက်နေ့မှာစတင်ဝင်ရောက်မယ်လို့ကနဦးသိရှိထားခဲ့ရပါမယ်29ရက်30ရက်နေ့ဆိုပြီးသတင်းတချို့ထပ်မံထွက်ပေါ်လာတာရှိတယ်လို့ခရစ်စမတ်မတိုင်ခင်လောက်မှဖြစ်မယ်လို့လည်းနှတ်ကြောင်းပေးလာတာကိုတွေ့ရပါတယ် ဝင်မဲ့ဖွဲ့ရတော့ရှမ်းလမ်းလုံးမှာထမင်းချက်ပြီးတော့စောင့်နေတယ်ဖြစ်ပါတယ်။စည်ရဲတဲ့မဟုတ်ပေမဲ့မြသားမျိုးနယ်မှာပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲအတွက်မဲယုံမှုတာဝန်ချထားတဲ့စည်ရဲတွေထုတ်ပြန်လာခဲ့တာကိုတွေ့ရပါတယ်။၎င်းမျိုးနယ်ဟာတရားမဝင်ရွေးကောက်ပွဲပထမအရည်ဒုတိယအရည်လုံးမဲ့စည်ရဲတဲ့မှာမပါဝင်သေးပေမဲ့ကျိုးတင်တာဝန်ပေးထားခြင်းဖြစ်ပါတယ်။အကြမ်းဖက်တိုက်ရဲ့တရားမဝင်ရွေးကောက်ပွဲကိုစိတ်ဝင်စားနေတာမဟုတ်ပါဘူး။ ရွေးကောက်ပဲပြီးသွားလို့ကျွန်တော်တို့အတွက်ဘာမှလည်းထူးခြားလာစရာ မရှိပါဘူး။တခုပါပဲကျွန်တော်တို့ရဲ့လူလူကောင်းဆောင်ဒေါက်ဆန်းစုကြည်စံမတားယူဝင်းမြင့်နဲ့ NLD ပါတီဝင်ခေါင်းဆောင်ပိုင်းတွေပြန်လွတ်ပေးနိုင်တယ်ဆိုပြီးညှော်လင့်လို့ရတယ်ဆိုတာပဲရှိပါတယ်။လွတ်ပေးဖို့လည်းများပါတယ်။လွတ်ပေးဖို့များပါတယ်။စေကြရင်တော့ထပ်ပြီးတော့ပြောရမှာဖြစ်ပါတယ်။ပြောပြပေးပါမယ်။နောက်တစ်ချက်က ရွေးကောက်ပွဲလုံးပဲဆိုတဲ့တချို့မျိုးနယ်တွေဟာစီရေးခြေတွေထူးထူးခြားခြားပြောင်းလဲနေတာမျိုးရှိမနေသေးပါဘူး။ဒါကြောင့်ချက်ဖက်တဟာဘလို့ဝက်ဖဲတွေကင်ထားနေတယ်လေ။လူတင်ကြီးခံရလဲမနေဘူးဆိုပြီးမှင့်တေတေပုံဖန်နေလေသလား။ဒါကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါကြခိုင်ပြည်နယ်တွေအသက်တမရေးပါလာတဲ့မြေဝကုံစည်စကန်းကိုအိန္ဒိယဘက်ကနေပြန်ပြီးဖွင့်ပေးလိုက်တာကိုတွေ့ရပါတယ်။ ကျင်းနဲ့ဝိုင်းရောကကြောင့်အိန္ဒိယပြည်ထောင်ကနေနိုဝင်ဘာလ13ရက်နေ့ကနေ10ရက်တာမြောက်ပိတ်ထားခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီတပောက်သာပိတ်ရင်ရခိုင်ပြည်ကတော်တော်လေးရခိုင်လူမှုအနေနဲ့ကကြားရပို့ပြီးတော့အခက်အခဲအကြက်တဲတွေရင်ဆိုင်နိုင်ရည်ရှိပါကြောက်မျိုးမျိုးနယ်ကိုတော့နေချောင်းတကယ်မှုပြုလုပ်ခံရပြန်ပါပြီညအိတ်ထိန်တွေရောက်ခါမှာတိုက်ခိုက်မှုပြုလုပ်နေခြင်းဟာရခိုင်ပြည်သူတွေကိုစိတ်ချောက်ချပြီးမလုံးမကြုံဖြစ်နေစေရန်ရည်ရွယ်နေတာဖြစ်ပါတယ် ၎င်းတခဲမှုကြောင့်ဇင်ချောင်းတိုက်တယ်။ောင်းမားကြီးရွာကအမျိုးသားဒေသခံမျိုးသားတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါ။ချောင်းမျိုးလူတို့ကိုကြားဖက်တိုက်ရဲတရားမဝင်ရွေးကောက်ပွဲပြုလုပ်မယ်။မဲယုံနေရှိရာစီကိုဘုံကျဲတိုက်ဆိုင်ပြီးတော့ကျုံးသွင်းလာတာကိုတွေ့ရပါဆာဗီနယ်မြောက်ပိုင်းနဲ့တောင်ပိုင်းကိုဆက်သွယ်ထားတဲ့အင်းတော်ကြောက်ဦးလမ်းပိုင်းကိုပြန်လဲအသုံးပြုလို့ရနေတာကိုတွေ့ရပါတယ်။နောက်ကျုံမြို့နယ်နဲ့ရန်ဆောင်မြို့ကိုအဓိကဆက်သွယ်ထားတဲ့၎င်းလမ်းပိုင်းမှာအရှေ့ပိုင်းတိုင်းစစ်တပ်နာကျုံစစ်တိုင်းမှုအစ်စ်ဟာ စစ်စင်းဒိတ်အစ်စ်တွေထပ်မံတိုးချဲ့ပြီးမှပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။ဇာကျုံမြို့မှာတော့တဏျာနေညကလက်နက်ငယ်ပြစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။စီးတွေဖြစ်စင်မဟုတ်ပဲအကြမ်းမဲ့တိုက်ရဲ့လက်နက်ကိုင်တပ်သားတွေစစ်စင်းနေစဉ်မိုက်ကြီးခွဲအကြောင်းမဲ့ပြစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ပြောရမယ်ဆိုရင်ကျွန်တော်တို့မျော်လင့်နေသလိုဇာကျုံမှာတိုက်ပွဲတွေဖြစ်လာနိုင်ကြလုံးဝမရှိတော့ဘူးဖြစ်ပါတယ်။သိကြသလားရှိလို့ပြောခြင်းဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့ဟာဆေးအာနာရှင်စနစ်အပြီးလက်ခြုံငိမ့်ဖို့ဆိုပါလေတော့တရားဥတွေပါမလာရင်တော့မရဘူးဖြစ်ပါဒါဆိုရင်ငါတို့ရှုံးပြီလားဆိုပြီးတွေးကြရရှိပါတယ်노ပါ노ပါ노ပါလို့ပဲပြောရမှာဖြစ်ပါအရှုံးမမေးမချင်းကျွန်တော်တို့နိုင်နေမှာဖြစ်ပါတယ်မိုဟာမက်အလီပြောခဲ့တာလေးဒီနေ့ကဖတ်လိုက်ပြီပါအလဲတို့ခံရတာမရှုံးသေးဘူးအေးထမလာရင်တော့ရှုံးပြီဆိုတာပဲဖြစ်ပါကျွန်တော်တို့တွေ ဓာတ်ထဲပို့ပြီးတော့ခန္ဓာကြီးအားမွေးဖို့လိုပါတယ်ကျွန်တော်တို့တွေအချိန်ချင်းပြန်ထရမှာပဲဖြစ်ပါတယ်ရေရစင်ပွဲတွေရဲ့သဘောတရားဟာလည်းအရှုံးအနိုင်ဆိုတာတသမတ်တဲ့ဖြိတ်နေတာမျိုးမဟုတ်ပါဘူးလွန်ခဲ့သောနှစ်တွေမှာချမ်ပဲစစ်တပ်ဟာလည်းနေရာနဲ့ဝဲဝဲကွဲရှုံးနေခဲ့ပါကျွန်တော်တို့တွေအောင်ပွဲဆင်ခဲ့ပါတယ်သို့တော့ဇနစ်စစ်တပ်ကိုကြည့်လိုက်မယ်ဆိုရင်တော့ အချမ်းမတန်ဟာသူစစ်တပ်ရဲ့အမားတွေချွေအားနဲ့ချက်တွေကိုပြန်ပြင်လာနိုင်တာကိုတွေ့ရပါတယ်။လူစစ်စစ်သားတွေကလည်းလေ့ကျင့်ကာလများများသသအချိန်မရပါပဲ။မြေပြင်ဖီစင်ပြီးရင်တိုင်ရင်လေ့ကျင့်လာနိုင်တာကိုတွေ့ရပါတယ်။ဆက်ရမယ်ဆိုရင်အီအော်တွေမပါတော့ရင်ဘာဖြစ်မလဲ။စစ်တပ်ဟာလည်းကျွန်တော်တို့ကိုအပြတ်တနိုင်နိုင်စရာအကြောင်းမရှိသလိုကျွန်တော်တို့ကလည်းစစ်တပ်ကိုအမြင့်ဖြတ်နိုင်မှုတော့မလွယ်ကူတော့ဘူးဖြစ်ပါဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့စူးစိမှုမရှိတဲ့အနေထားဟာအကျန်းဖက်တက်ကိုနည်းနည်းအနှက်နေရာဆောင်ကနေပုံစံမျိုးစုံနဲ့စေရဖိထားပေးနိုင်လို့ပဲဖြစ်ပါတယ်ပြောရမယ်ဆိုရင်စစ်တပ်ဟာအီယာဝန်နယ်မြေတွေမှာရင်ဆိုင်ရာချင်းမရှိပေမဲ့ကျန်တဲ့နယ်မြေအစုံပါတိုက်ခိုက်ဖို့ကျွန်တော်တို့ရဲ့တော်လှန်ရေးအင်အားစုတွေဟာတက်ပြတ်ပြီးဖြစ်နေပါတယ်အဲတော့စစ်တပ်ဟာကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေရှိနေတဲ့အတွက်သူတို့ဒီကြောမလုံးပါဘူးဒီလိုမျိုးကြောမလုံးဘူးဆိုရင်ကျွန်တော်တို့ကြုံခဲ့ရတယ် ျွန်တော်ကြုံခဲ့ရတယ်ဆိုတာစစ်တပ်ကဘလို့ကြောက်ခဲ့တယ်လဲဆိုတာကိုကျွန်တော်တို့ပြောပြမှာဖြစ်ပါတယ်ကျွန်တော်တို့ရခိုင်ဘက်မှာစစ်စည်ဝင်ပြီဆိုရင်ဟိုရင်ကလေးကစက်ကနေထွက်ပြီဆိုတာနဲ့ကိုပဲအကုန်လုံးဘယ်သူမှမယုံအောင်ကိုဆိုင်ုံဈေးသွားမွေးဒီဆိုင်ုံဈေးသွားမွေးလဲကိုဆိုင်လဲမွေးနဲ့တော့ပြီးတဲ့ကြီးလဲမတောင်းနဲ့အဲ့လိုမျိုးတုံတုံချီချီနဲ့ကြောက်လန့်နေတာဖြစ်ပါဒါကိုပဲကျွန်တော်တို့နိုင်ရမယ်ပေါ့နော်ကျွန်တော်တို့ရဲ့နိုင်ရမယ်ပေးထားတဲ့အားသာချက်ဖြစ်ပါတယ်ကျွန်တော်တို့တွေဒီအချက်ကိုစူးစီးနိုင်ဖို့ အသုံးချနိုင်မှုဒါပဲအရေးကြီးပါတယ်စစ်တပ်ကတကယ်ကြောက်တတ်တဲ့နေရာမှာနှစ်ယောက်မရှိပါဘူးသူတို့ကိုထောက်ခံတဲ့သူမရှိဘူးဆိုတာနဲ့အလိုလိုနေဝင်တာကိုပဲကြောက်လန့်တုံချီပြီးတော့ဝင်တာအကြောက်လန့်တုံချီပြီးကမှကြောက်တဲ့သူတွေကကျွန်တော်တို့ပို့ပြီးတော့သူတို့ရဲ့အကြောက်တရားကိုပုံဖော်ပြီးရက်ဆက်ပြသူတို့ကြောက်တယ်ပြည်သူကကြောက်တယ်တနတ်ကြီးကင်ထားပြီးတော့ကြောက်တယ်ကြောက်လို့လေဒီရှင်နေကိုရောက်လာဒါကိုကျွန်တော်တို့ကသိဖို့လိုပါတယ်သိဖို့လိုတယ်သူတို့တနတ်ကြိုင်မထားတာကိုပဲသူတို့တွေကြောက်နေတယ်ဒီချက်ကကျွန်တော်တို့ရဲ့အဓိက ိုင်လိုက်လို့ရမယ်အသာချက်ဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီဘုံကနေကြီးကြပ်ကိုခဲခြင်းမရှိတာကြောင့်တိုက်ရှင်တဲ့နေရာအနေတိုက်ရှင်တယ်လို့စိုက်နိုင်ပါတယ်ဒါကြောင့်အကျမ်းဖက်တန်ဟာစိုက်ပြီဆိုတာနဲ့အထိနာနေမှာပဲဖြစ်ပါတယ်အကျိုးအပြည့်ဆိုတာကတော့အမြဲဇွန်တွဲလျက်ရှိနေခြင်းတာဖြစ်ပါတယ်ဒီလိုပြောရမယ်ဆိုရင်ကျွန်တော်တို့တဏ္ဍာတလျားမှာတက်ပြန်ပြီးသားလည်းဖြစ်နေတယ်ပြီးတော့နောက်တစ်ခုကကျွန်တော်လွတ်လပ်စွာဘုံချုပ်ကြိမ်မှုမရှိတဲ့အတွက်လွတ်လပ်စွာစေကစားနိုင်ခြင်းရှိတာကိုတွေ့ရပါတယ် အကြမ်းဖက်တာကလည်းသူတို့ရဲ့ဦးစားပေးတိုက်စစ်စီမံချက်ကိုဘလို့အစအမှန်မသိဖြစ်နေတာကိုတွေ့ရပါတယ်။ဗီနာကိုသွားတိုက်ရမယ်သူတို့လောဆယ်မသိဘူး။ဗီနာကိုကျွန်တော်တို့တိုက်ရမယ်လဲဆိုတာသူတို့မသိပါဘူး။ချောက်ကိုသွားတိုက်ရမှာလားမခွေးကိုတိုက်ရမှာလားစိတ်ဖြူကိုတိုက်ရမှာလားမိဒီလာကိုတိုက်ရမှာလားကြောက်ကလောင်းကိုတိုက်ရမှာလားသူတို့မသိဘူးဘာလို့လဲနေရာတိုင်းမှာသူတို့အတွက်ဥတီရန်သူတွေရှိတယ်ဒါကျွန်တော်တို့ရဲ့အားသာချက်ဖြစ်ပါ ဒါကြောင့်တိရဟိုအဖွဲ့ကိုတဖွဲ့ချင်းတဖွဲ့ချင်းချင်းကန့်လာတာကိုအထင်သာကြီးမြင်နေရပြီဖြစ်ပါတယ်။နောက်တစ်ချက်ကအရေးကြီးတာတစ်ခုတော့ရှိပါတယ်။ဘာလဲဆိုတော့ဒီနေရာမှာအရေးကြီးတာအင်အားဖြစ်ပါတယ်။ကျွန်တော်တို့တိုက်ခိုက်ရေးအင်အားနဲ့ပဲတွေ့မယ်ဆိုရင်တော့အကြမ်းဖက်စစ်တပ်ကိုအင်အားအရရှင်းနိုင်စရာမရှိတော့ဘူးဖြစ်ပါတယ်။အင်အားဆိုတာစစ်တပ်ကိုပြောတာနော်။လူပြည်လူကတော့ကျွန်တော်တို့ကတမောင်းများစွာရှိတယ်ကျွန်တော်တို့ဒီမှာအကုန်လုံးကကျွန်တော်တို့ ဓမ္မဘက်တော်သားတွေကြီးပဲဒါပေမဲ့သူမှတိုက်ခိုက်ရေးအင်အားဆိုတာတင်နှန်းစင်းပြီးတနတ်ရှိဘူးတနတ်ရှိပြီးယူနီဖောင်းမရှိဘူးယူနီဖောင်းမရှိပြီးကြီးကားမရှိဘူးဒါမျိုးမဟုတ်သူတို့စီမှာတင်နှန်းစင်းလာပြီဆိုတာနဲ့သူတို့မှာ set up အင်အား ready made ပေါ့နော် ready made အသက်ရင်တိုက်ခိုက်ရေးအင်အားကျွန်တော်တို့လက်တလုံးအနေထားအရရှင်းနိုင်ခြင်းမရှိတော့ပါဘူးဒီတော့ကျွန်တော်တို့စစ်လက်နက်ပိုင်းဆိုင်ရာကိုတစ်ချက်ကြည့်ရပါမယ်ဒါကျွန်တော်တို့ရှောက်ရလို့တဲ့အချက်မဟုတ်ပါဘူးကျွန်တော်တို့မှာကိုစီလက်နက်ငယ်နဲ့ တာမန်တိုင်ရင်စစ်လက်နက်တွေကတော့ဖွဲ့စည်းတပ်ဆင်ပေးပြီးဖြစ်ပါပြီးတော့ကျွန်တော်တို့အထက်ကလိုအပ်ချက်ဖြစ်တဲ့ EAO တွေနဲ့လည်းကျွန်တော်တို့အတူတူလက်တွဲပြီးတော့တိုက်ပွဲဝင်ခဲ့ပြီးပြီဆိုတော့ဆက်ဆံရေးကောင်းနေရှိတာပြီးဖြစ်ပါအဲဒီနေတာကတော့အရေးကြီးပါလေ။လက်နေငယ်ခဲရန်လောက်ကိုတောင်မှကျွန်တော်တို့ကသုံးဆွဲပြီးမဖြစ်တင်းနိုင်ဘူးဆိုရင်တော့အခြေအနေမကောင်းတော့ဘူးဖြစ်ပါ။အဲ့ဒီအချက်ကတော့အရေးကြီးပါလေ။အဲကျွန်တော် ပြောပါများလို့အမှတ်စာရမယ်ဆိုရင်တော့ကျွန်တော်2026ခုနှစ်လောက်မှာတိုက်ပွဲအခြေအနေတွေဘယ်လိုဖြစ်လာနိုင်တယ်လဲဆိုတော့2022ခုနှစ်နောက်ပိုင်းကာလအနေထားနဲ့ကျွန်တော်တို့သွားပြီးတော့တူလာနိုင်ရင်ရှိပါတယ်။မြို့သိမ်းစကားနိုင်တိုက်ပွဲကြီးတွေတော်လန်ရေးတပ်တွေဘက်ကပေါ်ဆောင်နိုင်ဖို့ခဲရင်သွားပြီးဆိုပေမဲ့နိုင်ငံအနှံပြားမှာစစ်မှတ်တပ်တွေရဲ့လှုပ်ရှားစစ်ကြောင်းတွေကိုဖျို့ဖျဲတက်ပြက်သွားနေ့စဉ်နေ့စဉ်တိုက်ခိုက်မှုတွေရှိနေအောင်မှာဖြစ်တယ်လို့သာခံမရပါကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာ စလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။စိုက်ပွဲကြီးရအောင်ပွဲကြီးရ